ဂျပန်စစ်သားဥယျာဉ်တထောင်နီးပါးလောက်ထိအခုလိုမျိုးအန္တရာယ်ကြောင့်တိုက်ဆုံခဲ့ရတဲ့မြန်မာနိုင်ငံကတင်းမင်းတမန်ကျွန်းပြည်သူများလုံးမင်းမင်းတော်များဘာမှအိတ်သုံးလုံးချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါရီဒီကျွန်းကတော့တင်းမင်းတမန်ကျွန်းလို့တောင်အမည်ပေးထားကြပါရီဒီကျွန်းကိုရောက်ရှိစကန်ချကြတဲ့စစ်သားဥယျာဉ်ရာနဲ့ချီတဲ့အထိတိုက်ဆုံခဲ့ရတဲ့ကျွန်းဖြစ်ပြီးတော့ကျွန်းတစ်ခုလုံးကလူတယောက်ရဲ့အသက်ကိုအချိန်မရွေးတည်စေနိုင်တဲ့အန္တရာယ်အပြည့်နဲ့ဖြစ်ပါရီဒါကြောင့်သိပံပညာရှင်တွေကတော့ဒီကျွန်းကိုမသွားကြဖို့အတွက်တားမြစ်ခဲ့ကြပါရီဘာဖြစ်လို့များပါလဲ ဒီနေရာမှာရင်ငံမီကျောင်းတွေအကောင်ကြီးများစွာ ရှိကြပါရင်နောက်ပြီးတော့ငမန်းကြီးတွေကလည်းနေထိုင်ကျစားကြသလိုဂျုံးနဲ့ဤတဝိုက်မှာရေဒီယိုတက်တီကျွဆွန့်ပြဖြစ်စီတွေကအများပြားရှိနေတာကြောင့်ဖြစ်ပါရင်ကောင်းပါပြီဒီလောက်ထိကြောက်စရာကောင်းလို့နဲ့တည်မင်းတမန်ဂျုံကဘယ်နေရာမှာတည်ရှိတာလဲကျွန်တော်ရဲ့မြန်မာနိုင်ငံမှာပဲတည်ရှိနေတာ ဖြစ်တယ်လို့ပြောရင်တင်းနေတဲ့ပါဇက်အဟောင်းသားဖြစ်သွားပါမလားဒီဂျုံကမြန်မာနိုင်ငံမှာပဲတည်ရှိနေတာဖြစ်ပါရင်ဒုတိယကမ္ဘာစစ်တုန်းကမဟာမိတ်တပ်တွေနဲ့တိုက်ပွဲဖြစ်နေတဲ့ဂျပန်စစ်သားတွေကစုကွာထွက်ပြေးခဲ့ကြပြီးတဲ့နောက် ဒီကျုံးကိုရောက်ရှိလာကြတာဖြစ်ပါတယ်။ဒါမဲ့ဒါကပဲသူတို့ရဲ့ဘဝမှာအကြီးမားဆုံးသောမာယွန်းရဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းသူတို့သိလိုက်ရတဲ့အချိန်မှာတော့အတော်လေးကိုနောက်ကျသွားခဲ့ရပြီဖြစ်ပါတယ်။ဒါကြောင့်ဒီဖြစ်ပျက်ကလူသားသပိုင်းမှာဖိလစ်ဆန်တိုက်ခိုက်မှုကြောင့်အကြီးမားဆုံးသောတေဆုံးမှုတွေနဲ့ကြုံတွေ့ကြရတဲ့ဖြစ်စဉ်ဖြစ်နေလေမှတ်တမ်းဝင်သွားခဲ့ပါတယ်။ဒီကျုံးရဲ့နာမည်ကတော့အခိုင်ပြည်နယ်ကရံပြေကျုံးဖြစ်ပါတယ်။ဂျပန်စစ်သားတစ်ထောင်လောက်ကမဟာမိတ်တွေရဲ့တိုက်ခိုက်မှုကြောင့်ရံဖြဲကျွန်းမှာခြေဆိုင်ထားတဲ့သူတို့ရဲ့တရင်တစ်ခုနဲ့ပူးပေါင်းမှုအတွက်ဆုတ်ခွာထွက်ပြေးခဲ့ကြပါတယ်။ ဒါမဲ့သူတို့သွားစရာလမ်းကြောင်းကတခုတည်းပဲရှိကြတာဖြစ်ပါရင်ဒီလမ်းကြောင်းထဲမှာကြီးမားကျယ်ပြန့်တဲ့ဒီရေတော်ကြီးတွေကိုဖျက်တမ်းပြီးတော့သွားရောက်ရမယ်ခီးစဉ်စိတ်ပိုင်းတစ်ခုလေးပေါဝင်ပါရင်ဒီရေတော်ကြီးကိုဖျက်ကြော်ရမယ်ခီးရဲ့အကွာအဝေးကတော့၁၀မိုင်လောက်တောင်ရှိပါရင်အဲ့ဒီချိန်မှာမဟာမိတ်တပ်တွေကရေတွေကလေပေါ်မှာပဲရှိနေကြကြပြီးဂျပန်စစ်သားတွေကိုပြစ်ခတ်တိုက်ခတ်ခြင်းမပြုဘဲအခြေအနေတွေကိုစောင့်ကြည့်နေကြပါရင်အချိန်က1945ခုနှစ်ဖေဖော်ဝါရီလ19ရက်နေ့ဖြစ်ပါရင်ဒီရေတော်ကြီးကိုဖျက်ကူးမဲ့အချိန်ကကာလာအဖြစ်ညခါကိုရောက်ရှိနေခဲ့ပါပြီ။ ဂျပန်စစ်သားတွေကဒီရီတော်ကိုဖျက်ကူးကြစင်မှာအဲ့ဒီဒီရီတော်တွေမှာနေထိုင်ကျက်စားကြတဲ့ရင်ငံမိကျောင်းကြီးနဲ့တွေ့ကြတော့တာပါပဲမိကျောင်းကြီးတွေရဲ့အကောင်ရွယ်စားကဒိုင်နိုဆောကြီးတွေအလားကြီးမားလွန်းလှပါရင်လူသားနဲ့မိကျောင်းတွေရဲ့တိုက်ပွဲမှာမိကျောင်းတွေရဲ့တိုက်စစ်ကြောင့်လူသားတွေရဲ့အသက်လူဝယ်ကအော်ဟစ်တန်နေနဲ့ဆူညံစွာကဘာပြတ်နေခဲ့ကြပါရင်တညာတိုင်းမှာပဲကဘာပြတ်ခဲ့ရတယ်လို့ဆိုရမှာဖြစ်ပါရင်ဒီရီတော်ကြီးကိုစတင်ဖျက်ကူးစင်မှာဂျပန်စစ်သားအယောက်တထောင်လောက်ကိုရှိခဲ့တာပါဒါမြင်မိကျောင်းတွေရဲ့တိုက်ခိုက်မှုကြောင့်မနက်မိုးလေးနဲ့အချိန်မှာတော့ အလောင်းတွေကပြန့်ကျင်းနေပြီးအသက်ရှင်နေကြတဲ့ဂျပန်စစ်သားတွေကအယောက်20လောက်ပဲကျန်ရှိကြပါရီသူတို့တွေကလည်းအတော်လေးကိုတဲကြီးပြက်နေကြပါပြီဒီမိချောင်းကြီးတစ်ကောင်ကရေရောက်ပြီးသားအကောင်ဆိုရင်အရှိ18ပေလောက်ကြီးရှိပြီးတော့ခနာကူကပေါင်တစ်ထောင်လောက်တိတောင်လေးချင်ရှိတာဖြစ်ပါရီဒီရေတော်တွေကဖန်စီရမိတဲ့ရေငန်မိချောင်းကြီးဆိုရင်3690ပေါင်အထိလေးချင်ရှိနေခဲ့တာပါဒီဖြစ်ပျက်ကကဘာကျော်သွားခဲ့ရတဲ့တကယ်ဖြစ်ရမှန်ဇက်လန်တကူလေးဖြစ်ပါရင်ကြားရတာယုံကြည်စရာမရှိဘူးဆိုပေမဲ့တက်တီထောက်ထားရင်းနဲ့ခိုင်ခိုင်လုံလုံဖြစ်ခဲ့တဲ့ဖြစ်ရလေဖြစ်ပါရင် ဂျပန်စစ်သားဥယေကတော့အထူးကြဖြစ်ချင်မှာဖြစ်ပါလိမ့်မည်။ဒါပေမဲ့ဂျပန်စစ်သားဥယေရာပေါင်းများစွာတည်ဆုံခဲ့ကြရတာကတော့အမှန်ဖြစ်တယ်လို့အဲဒီတုန်းကဖြစ်ရကိုဂျုံတိကရီမဟာမိတ်စစ်သားတွေကပြန်ပြီးပြောပြခဲ့ကြပါရီ။ဂျမ်းမြချုံမှာရှိတဲ့အန်ရီတွေကအဲဒီချိန်တုန်းကတလောင်းနေပဲရက်တက်မသွားပါဘူး။အစိပ်ပြင်းလုံးနဲ့မွေတွေပင့်ကူတွေကတကြုံလုံးအနက်ရှိနေကြတာဖြစ်လို့ဒီကျုံကလူတွေရဲ့အသက်ကိုရန်ရှာနိုင်တဲ့တေမင်းတမန်ကျုံကြီးဖြစ်နေတတ်မှတ်ခြင်းခံခဲ့ရတယ်လို့ဂျပန်စစ်သားတွေမိကျောင်းစာဖြစ်ခဲ့ရတဲ့အဖြစ်ပြလေဂင်းနစ်ဆန်ချိန်တင်ကြတဲ့အထိကဘာကျော်ခဲ့ရဘူးပါရီ။ ဗီဒီယိုကိုဆုံးနိလိုက်ပါကြည့်ရှုပြီးကြာလို့အားလုံးကိုကျေးဇူးတင်ပါတယ်များ